ကြည်လိုက်ပါအောင် tempaper spray တဲ့ဒီလူဟာ bread ပေးလို့ပြောင်းရင်ယုံနိုင်ပါမလားနှစ်ကမ၂၃ခုနှစ်တုန်းကအသက်၄၀နှစ်နဲ့အရွယ်မှာ bread ဟာကိုလေးချင်ကီလိုဂရမ်450ပေါင်990နီးမရှိခဲ့ပါတယ်။သူတွေ့ဆုံခဲ့တဲ့အမျိုးသမီးတိုင်းကသူ့ကိုညင်းပယ်ခဲ့ကြပါတယ်။သူ့ရဲ့အရင်ဘဝဟောင်းရဲ့အရေးအောက်မှာနေရတာကိုညင်းငွေပြီးနောက်မှာသူဟာသူ့ဘဝကိုအစကနေပြန်လဲတည်ဆောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာအမေရိကန်အထူးတပ်ဖွဲ့ဝင်တို့ရဲ့လေ့ကျင့်ခန်းပုံစံလိုပဲပြင်းထန်တဲ့လေ့ကျင့်ရေးပုံစံကိုလိုက်နာခဲ့ပါတယ်။အကောင်းဘုံအာဟာရဆိုင်ရာကျွမ်းကျင်တဲ့သူတွေကတိတိကျကျွားနဲ့သိပ္ပံနိညာစီစဉ်ပေးထားတဲ့တန့်ရှင်းတဲ့အစားအသား clean diet ကိုအစားသုံးခဲ့ပါတယ်။နေ့တိုင်းလေ့ကျင့်ရေးအစီအစဉ်တစ်ခုမှမလွဲစေဘဲယုံကြည်မှုချွေးနဲ့စည်းကမ်းတို့နဲ့လာရောက်ခဲ့ပါတယ်။ဆက်မကြည့်ခင်မှာယနေ့အသက်ရှင်ခွင့်ပေးတဲ့အတွက်ဘုရားဟိုကျေးဇူးတင်ပါ။ဒီမနက်အိရာကနိုးမနိုင်လို့ညားကြီးရှိခဲ့ပါရဲ့။မှတ်ထားပါမှတ်သားနေနေ ယနေ့တွင်နှလုံးသားကိုပြောင်းလဲပေးပါရယ်။2025ခုနှစ်မှာ Brett ဟာကိုအလေးကြီးပေါင်ခွန်ရကျော်ကျသွားပြီးခိုင်မာတဲ့စိတ်ဓာတ်နဲ့ဆက်လက်လေ့ကျင့်နေဆဲဖြစ်ပါရယ်။2025ခုနှစ်မေလမှာတော့ပိုရင်နေတဲ့အသားအရည်တွေကိုဖယ်ရှားဖို့ခွေစိမ့်မှုခံယူခဲ့ပါရယ်။သူရဲ့ and off ဖွဲ့အသွင်ပြောင်းလဲမှုနောက်ပိုင်းမှာ Brett ကိုအားပေးစကားပြောဖို့အတွက်မချစ်တခုခြံခဲ့ပါ။သူဟာယုံကြည်မှု၊ကြိုးစားအားထုတ်မှု၊ရည်ရွယ်ချက်နဲ့စိတ်သက်တို့ချင်း ဒီကဘာပေါ်မှာဘာဆိုဘာမှမထင်နိုင်တော့ဘူးဆိုတာကိုတတ်သိပြလိုက်တဲ့တက်ရှိဥပမာတစ်ခုပါပဲ။